အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တဲ့အားလုံးမင်္ဂလာပါ။ဥရောပ Champion League ပွဲစဉ်ရဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲ။အင်ကာနေမှာ record breaking twin goal 43ကို twin ခဲ့တယ်။ Champion League ကတရက်ထဲ single day တရက်ထဲမှာ43ကို twin နဲ့အနီးကပ်၅ကပ်ပြခံရတယ်။တကယ်ကိုလုံးဝ surprise ပထမပွဲစဉ်စကြဲက ချန်ပီယံလိစတဲ့ကျွန်တော်တို့ပွဲစဉ်အစောဆုံးနှစ်ပွဲဘာစီလိုနာနဲ့အိုလံပီယာကပွဲပါရောဖာဖော့စ်နဲ့တစ်ဖက်ကဒီခိုင်ရက်စ်နဲ့ပွဲမာတဲ့ကတယောက်ထီထုတ်ခံရတယ်ခိုင်ရက်စ်ပွဲဆိုရင်ပွဲစရုံပဲရှိသေးတယ်ဟိုဘက်ကဖာဖော့ကတယောက်ထုတ်တာ2မိနစ်ပဲရှိသေးတယ်ပြီးတော့မှဘာစီလိုနာဘက်ကအိုလံပီယာကိုကစားမှာနှစ်ဝတတိနဲ့ထုတ်ခံရတယ်ဆိုတော့ချန်ပီယံလိရဲ့ရူရရော VR ရဲ့ရူရ second yellow card ကို VR ပြန်ကြည့်လို့မရတဲ့အတွက် Danny G ရဲ့ decision ကိုပဲလိုက်ရတဲ့အတွက်တော်တော်လေးတော့နင်းနာစရာကောင်းတယ်ဒါပေမဲ့ပြောချင်တာက အနီကတ်တယ် PSG နဲ့ပွဲကလီဗာကူးဆင်းနဲ့ပွဲကလည်းအနီကတ်တယ်ပြတယ်ဆိုပြောချင်တာကချန်ပီယံလိကသွင်းကိုးတွေနဲ့အတူအကျိတ်နယ်ရှိတဲ့ပြိုင်ပွဲကိုဖန်တီးတယ်အဖွင့်ပွဲမှာဘာဆိုနာကမာကက်ဆော့ရှုခြေစွမ်းပြတယ်ယမားမပါပါတယ်ရာဖင်ညာမပါပေမဲ့ဒီနေ့ပွဲမှာယမားကပန်နတီတကူသွင်းတယ်ရက်ရှ်ဖို့ကနှကူသွင်းပြီးတော့ဒန်ယာကပြန်ကောင်းလာတဲ့ဖမင်းလိုပက်ကတယောက်တည်း၃ဂိုးဟတ်ထရစ်သွင်းတယ်ဒါဘာဆိုနာအတွက်စပန်နစ်ပလေးယာတွေထဲမှာချန်ပီယံလိမှာ ဟတ်ထရစ်သွင်းတဲ့ပထမဆုံးဒါဒီဘက်နောက်ပိုင်းမှာပထမဆုံးကစားပွဲပိုင်းမှာတန်းဝင်တဲ့ FC Barcelona နဲ့ Hansivli အသင်းက6ဂိုးတခုနဲ့နိုင်ပြီးတော့သူတို့အတွက်ဂိုးပြတ်နိုင်ပွဲ PSG ကိုရှုံးပြီးတော့နိုင်ပွဲပြန်ရတယ်။နောက်အစောပိုင်း Perfect ပွဲကတည်ကြပြီးတော့မှ Arsenal က Atletico Madrid ကို၄ဂိုးပြတ်နဲ့နိုင်တယ်။ဒီဂိုစီမီယိုနီအသင်းကပထမပိုင်းထိတူတင်ကိုတဲ့အကျိတ်နဲ့ကစားတယ်။ဟူလီယန်အေဗာရက်စ်ရဲ့ half chance လေးတွေရတယ်။ဒါပေမဲ့ အက်တလက်တီကိုမက်ထရစ်ကိုဒုတိယပိုင်း90ကျော်မှာအာဆင်က၄ဂိုးဆက်တိုက်သွင်းတယ်ဒုတိယပိုင်း59ငါစပြီးတော့64 69 90 73မိနစ်အတွင်းမှာအာဆင်ကဒီကိုကို၄ဂိုးဆက်တိုက်သွင်းတယ်ထုံးစံတိုင်းအဖွင့်ကိုကိုနှစ်သင်းထိတ်တိုက်တွေးလို့ခက်ခဲတယ်စတာထပ်ဂိမ်းနေမှာအမြဲတမ်းအန်လော့ဖြစ်ဖို့ဆက်ပီးစကခေါင်းတိုက်ပြီးတော့ဂါဘရီယယ်သွင်းတယ် ိုက်ကနေမှတစဉ်ဂါဘရီယယ်မာတီနယ်လီကတံပြန်ကောင်တာကနေမိုင်လူးစ်ကယ်လီပေးတာကနေဒုတိယဂိုးသွင်းပြီးတော့ဒါတစ်ဖက်ကယူကရက်စ်ကနောက်ထပ်နှစ်ဂိုးဂိုးပေါက်၉ပွဲထိပြောက်တဲ့ယူကရက်စ်ရဲ့ relief ဖြစ်တဲ့သွင်းဂိုးနှစ်ဂိုးကိုသွင်းခဲ့ပြီးတော့အာဆနယ်၄ဂိုးပြတ်နိုင်ပွဲရပြီးသူတို့လည်းပေးဂိုးမရှိ၃ပွဲဆက်နိုင်ပွဲရတယ်တစ်ဖက်မှာလက်ရှိချန်ပီယံ Paris Saint-Germain ကခြေစွမ်းပြပြီးနောက်ထပ်အဝေးကွက်မှာနိုင်တယ်ဘာဆိုနာကိုနိုင်ထားတဲ့ PSG ကအခု Leverkusen ကိုအဝေးကွက်မှာ သူတို့နဲ့အင်ရှင်တယောက်တယောက်စီထုတ်ခံရတယ်ပနတီလည်းသူတို့နှလုံးပေးခံရပေမဲ့သူတို့ hat trick ရပြီးတော့ duo hat trick သွင်းပြီးတော့72နဲ့နိုင်တယ် ဒီနေ့ရာသီ PSC ကိုတောင်းတအသိန်းတွေရှင်နိုင်ဖို့ခတ်တယ်ဗျတကယ်ကောင်းတဲ့အသိန်းဒါသူတို့လုံးဝကိုကောင်းတယ်နူနိုမန်တက်စ်ကတကယ်ကို next level ဖြစ်ပြီးတော့ဒီနေ့ပွဲမှာလဲ hat trick သင်းတဲ့ဒွေကိုကျော်ပြီး man of the match ရတယ်အဲ့ဒါကိုကြည့်ကြမယ်သူဘလောက်ကောင်းလဲဆိုတဲ့အချက်ပဲ Paris Saint Germain က William Pacho တွင်းတယ်ဒွေကပထမပိုင်းမှာ2ဂိုးတွင်းတယ်ပြီးတော့မှ Varaskelia က2ဂိုးတွင်းတယ် ပြီးတော့မှတစ်ဖက်ကနူနူမန်တက် sorry ပြီးတော့ဒမ်ဘေးလီတကူပြီးရင်ဖတင်ညာတကူတွင်းပြီးတော့တူတယ်69ခုခုနကူတွင်းပြီးဟိုဘက်ကဒါဂါစီယာက2ခုတွင်းပြီးတော့9ခု2ခုနဲ့နိုင်တယ်ဆိုတော့တစ်ဖက်ကဒီလောလောဆယ်မှာ ူနိုမန်တက်စ်ကရက်တကန်ခြေစွမ်းပြပေးနိုင်တယ်။ဒီနေရာမှာဂျိုးစီမော်ရီညိုကဒါအင်္ဂလန်ကိုပြန်တဲ့ဒုတိယပွဲမှာထပ်ပြီးရှုံးဖို့တွေ့တယ်။မော်ရီညိုအတွက်တကယ်ကိုစိတ်ပြက်စရာပေါ့လေ။ဒါမော်ရီညိုပြန်လာပြီးတဲ့အချိန်ချယ်ဆီကိုပြန်တော့ကစတန်ဖို့ဘစ်မှာလည်းသူရှုံးတယ်။ အဲ့တုန်းကတော့အကျိတ်နဲ့ကစားတယ်ဒီနေ့ပွဲမှာလည်းပွဲကမိနစ်80လောက်ထိကအကျိတ်နဲ့ပဲဒါပေမဲ့လက်နောက်ဆုံးမိနစ်တွေမှာဆက်တိုက်ကူးပေးလိုက်ရတယ်ဒီချက်စီနဲ့ပွဲတော့ကလိုတော့မတူဘူးဒီနေ့ပွဲမှာယူကာဆယ်ကတကယ်ကိုကောင်တာတန်ပြန် transition တွေတော်တော်လေးအားကောင်းပြီးတော့ မာဖီဖန်တီးပေးတာကနေအန်တနီကော်ဒန်ဦးဆောင်ကိုတွေးပြီးတော့မှ80ကျော်ကျမှကိုသမားနစ်ပုတ်ရဲ့ဖန်တီးပေးမှုကနေဒါညူကာဆယ်အတွက်ဒါဟာဗီဘန်ကတကူနဲ့ကော်ဒန်ကနေဒါအန်တနီဒီတစ်ဖက်ကဟာဗီဘန်ကပဲတကူတွေးပြီးတော့ညူကာဆယ်ကမော်ရင်ညိုအသင်းကို3ဂိုးပြတ်နေနိုင်တယ်ဒီနေရာမှာ PSV Eindhoven ကတော့ဒီဘယ်လိုပြောမန်စီးတီးကိုရှုံးထားတဲ့နာပိုလီကိုဒါ6ဂိုး2ဂိုးနဲ့နိုင်တယ်အန်တိုနီယိုကွန်တီအသင်းကပုံမှန်အားဖြင့်အဲ့လောက်ထိဆူဆူဝါဝါမဖြစ်ဘူး ဒါပေမဲ့ဒီနေ့ပွဲမှာလည်းသူတို့တယောက်ထုတ်ခံရတယ်ဒါပေမဲ့လည်း PSV Eindhoven ဟာကွန်တီရဲ့နာပိုလီကိုတောက်လျှောက်ဂိုးပြတ်သွင်းသွားတယ်ဒီနေ့အန်တိုနီယိုကွန်တီအသင်းကဒါတိုက်စစ်မှာဒါဘလူးမတ်ဒီဘရိုင်နာတို့အဂူစတိုတို့ပိုလီတာနိုတို့ထော်မနီတို့ပါတယ်ထော်မနီတယောက်တည်းနှစ်ကူးသွင်းခဲ့တယ်ဒါပေမဲ့ ဟိုဘက်ကစတိုက်ပဲ6929ထိသွင်းခဲ့ပြီးတော့ဒါဒီလက်ရှိမှာ PSV Eindhoven ကနာပိုလီကိုနိုင်သွားတယ် Inter Milan ကတော့ Italy club မှာရော Arsenal နဲ့အတူပေးကူမရှိပဲ၃ပွဲစတိုက်နိုင်တဲ့အသင်းဖြစ်မှတ်တမ်းဝင်တယ်သူတို့ဒီရသည်မှာတောက်လျှောက်ခြေစွမ်းပြနေတယ်စတိုက်ကိုတွေသွင်းနေတယ်လုံးဝပေးကူမရှိဘူးသူတို့ပြီးခဲ့တဲ့ဘက်ကဒီ Serie A မှာ Roma ကို နိုင်ထားတဲ့ဒီ Christian Kibu ရဲ့အတင်းကားခြေစွမ်းကောင်းနေတဲ့ချိန်မှာအခုအဝေးကွက်မှာပဲ Dancel Danfree ရဲ့ Lotaro Martinez ရဲ့ Hakan Chanalulu နဲ့တစ်ဖက်က Esposito တို့ရဲ့ Twin Go တွေတကူးစီ Twin ပြီးတော့ Inter Milan က Union Saint အဲ့ Union Saint ကနီးပြားလည်းပြောင်းသွားပြီသူတို့နီးပြားအခုမွန်နာကိုနီးပြားဖြစ်သွားပြီသူတို့ကပြီးခဲ့တဲ့ပွဲစဉ်တုန်းက Newcastle ကို5-1နဲ့ရှုံးထားပြီးတော့အခုဒီနေ့ထပ်ပြီးတော့6-0ပြန်နဲ့ရှုံးနေဆိုတော့ Inter Milan က Champions League 3ပွဲစလုံးကို ိုက်ဒူဘတ်၃ဘွဲ clean sheet နဲ့၃ဘွဲလုံးနိုင်ပြီးဒါကိုမရထားတယ်ဒီနေရာမှာ Guardiola ရဲ့ Manchester City Man City လို့ပြောလိုက်တာနဲ့ Haaland ကိုပြေးတွေ့တာဟာလန်ကရက်တကန်ဒီပွဲမှာလည်းဂိုးသွင်းတယ်ခြေစွမ်းပြတယ်ဒါထုံးစံအတိုင်းပေါ့လေမန်စီးတီးကအပြောင်းလဲအချို့လုပ်တယ်ဒိုကူနဲ့ ဆဗင်ညိုထားတဲ့ကွင်းလေကဖိုဒန်တို့ရိုင်ဒါတို့ပြန်လာပြီးတော့ခန်းစစ်အပြောင်းလဲလေးအနှင်းငယ်လုပ်တယ်အဓိကစီတီကကစားမတွေ fresh ဖြစ်ဖို့ပွဲမပန်းဖို့လုပ်တယ်ဒါထုံးစံတိုင်းပထမပိုင်းမှာဒီစီတီ900ရတယ်အခုစာချုပ်သစ်ချုပ်ပြီးတော့မှဟာဒီဆဗင်ညိုကတော်တော်လေးဟုတ်နေတာသူရဲ့ဖန်တီးမှုတွေသူရဲ့ movement တွေဒုကုနဲ့ဆဗင်ညိုကြားမှာ တော်တော်လေးအားကိုးရတဲ့အသင်ဖြစ်လာပြီးတော့ဆာဗင်ညိုရဲ့ပထမအလုံးသူ့ရဲ့တကယ့် creative ကနေရီကိုလူးဝစ်ချပေးတာကနေဟာလန်ကဒီယာဒီချန်ပီယံဒီလေးကိုမောက်သွင်းတယ်။အိုက်ကနေမှာဆင်ဘန်နာဒိုဆီလ်ဗာကိုပထမပိုင်းပြီးကန်ဒီမှာဆာဗင်ညိုကပဲဖန်တီးပြီးတော့နောက်ထပ်တကူထပ်သွင်းတယ်။ဆိုတော့မန်စီးတီးကအဲ့နှစ်ကိုကအစောကြီးတည်းကရတာ။တကယ်သူစီးတီးကဒီတက်မကဂိုးပြတ်တဲ့တော့ဗီလာရီယယ်လေးချပါကိုရနိုင်မဲ့ chance ရပြင်မဲ့နောက်ဆုံးမှာဂျန်လူချီဒူနာရူမာကိုခိုးမသွင်းနိုင်တဲ့အတွက်ဒါဧည့်သည် မန်ချက်စတာစီးတီးကရဲလိုဆက်မရင်းမှာနှစ်ကိုးပြတ်တဲ့နိုင်ပွဲရတယ်ဆိုတော့အခုဒီကျွန်တော်တို့ဒီချန်ပီယံလိရဲ့ပထမနေ့ဘာဆိုနာက6-1နဲ့ခုနကိုးသွင်းတဲ့အချိန်မှာခိုင်ရိုကကိုမရှိသေးကြတယ်အာစနယ်က4-0နဲ့တီကိုကိုနိုင်တဲ့ရှီမီယိုလီတမိုင်းမှာပထမအဆုံးချိန်၄ကိုးသွင်းခံရတဲ့အဆိုးဝါးဆုံးမှတ်တမ်းဖြစ်တယ်နောက်လီဗာကူဆင်ကို PSG က7-2နဲ့နိုင်ပြီးတော့ဘိုရီရှာတော့မန်ကကိုပီဟေဂန်ကိုအဝေးခွင့်မှာ4-2နဲ့နိုင်တယ် တော့မှန်လဲเนาะချန်ပီယံလိပါကောင်းတယ်ဗျာသူတို့အဲ့လိုဂိုးသွင်းဆွမ်းရည်ကောင်းတဲ့အသင်းဖြစ်တယ်တော်တော်လေးဂိုးသွင်းနိုင်တယ် back to back နှစ်ပွဲကို၈ဂိုးသွင်းတဲ့အဝေးကွင်းမှာပြီးတော့မှဒါတစ်ဖက်ကဒီ Newcastle 3ဂိုးပြန်နိုင်ပြီးတော့ Napoli ကို PSV Eindhoven က6ဂိုး2ဂိုး Inter Milan က Union Saint ကို4ဂိုးနဲ့ Man City က Villarreal ကို2ဂိုးပြတ်ဆိုတော့ Champions League ရဲ့ပထမနေ့ပွဲအပီးပေါ့လေဒါပထမနေ့ပွဲစဉ်3အပီးမှာ ဒါအခုလောလောဆယ်နေထားရပေါ့လေပွဲစဉ်အသုံးအပြီးမှာကျွန်တော်တို့လက်ရှိနေထားရ Paris Saint Germain အသင်းကရမှတ်ထိပ်ဆုံးမှာ go different က16နဲ့ရမှတ်9မှတ် Inter Milan ကရမှတ်9မှတ်ကို go different 9ကို Arsenal ကရမှတ်9မှတ်ကို go different 16နဲ့သူတို့၃သင်းက100%ရအောင်ပြင်နိုင်ပွဲဆက်ထားတယ်အဲ့နောက်မှာ Dortmund ရဲ့ Man City ရဲ့ Man City က9မှတ်ရပြီးတော့ Bayern ကတော့အခုလောလောဆယ်မှာ သူတို့က6မှန်တပွဲရောညူကာဆယ်က3ပွဲကို6မှန်ရယ်မက်ဒရစ်ကတပွဲရော6မှန်ဘာဆိုနာကတော့3ပွဲကို6မှန်ကာရာဘတ်က3ပွဲကို6မှန် PSV အာရုံမက4မှန်စပက်စ်က4မှန်ဒါအသီးသီးရပြီးတော့အခုဇာအောက်ဆုံးမှာဒါအခုဘန်ဖီကာကပွဲတိုင်းရှုံးထားတဲ့အသင်းပေါ့လေဆိုတော့ ဒါအခုလောလောဆယ်မှာ Kylian Mbappe က9ဂိုးသွင်းထားတယ်ဒါ Champions League မှာဒါအများဆုံးသွင်းထားတဲ့အချိန်မှာအခုလောလောဆယ်အနေထားရပါလေဒါ Champions League ရဲ့ Top Goal Scorer မှာတော့ Mbappe ကအများဆုံးသွင်းထားပြီးတော့ဒါလက်ရှိအနေထားရ Haaland ကလည်းဒါဒီနေ့6ထပ်သွင်းလိုက်တဲ့အတွက်ကြောင့်6ဂိုးသွင်းတယ် Marcus Rashford ရဲ့ Harry Kane ရဲ့ Haaland ရဲ့ Anthony Gordon ရဲ့ အမ်ဘပ်ပီရေက၄ဂိုးစီသွင်းထားတယ်။ဘာဖြစ်ဖြစ်ဒါကတော့ Champion League ရဲ့ပထမနေ့ပွဲဒါ53ဂိုးစံချိန်တင် record ဂိုးသွင်းခဲ့ပြီးတော့အဝအနီကန်၅ကန်နဲ့ပထမနေ့ကထူးခြားမှုတွေအများကြီးရှိခဲ့တာပါအလုံးကြီးတပါလား